င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရွေးကောက်ပွဲကိုရောပါသမကကတိမမပြူပဲပယ်ချလိုက်ပြီးသမရဝင်းမြင့်ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလိုရတောင်းဆိုအကြပ်ဖက်စစ်တပ်ရွေးကောက်ပွဲကိုရောပါသမကကတိမမပြူပဲပယ်ချလိုက်ပြီးဥရောပါသမကကသမရဝင်းမြင့်ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးရန်ဥရောပပါလီမန်ကတောင်းဆိုလိုက်တယ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလအတွင်းတစ်ဖက်သက်စီစဉ်ထားတဲ့ တရားမဝင်ရွေးကောက်ပွဲတွေကိုပယ်ချကြောင်းရှင်းလင်းတဲ့ဒီမိုကရေစီစံနှုန်းနဲ့အခြေခံလွတ်လပ်ခွင့်နဲ့ကင်းမဲ့ခြင်းမဲပြရမဖြစ်နိုင်တဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်နေဖိနှိပ်နှိပ်စက်မှုအစုလိုက်ပြောင်းလဲနေရာပြောင်းရွှေ့ခရမှုနဲ့နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေလုံးဝမရှိခြင်းတို့ကြောင့်ဆရာနာရှေဖွဲ့လက်ရှိလှုပ်ဆောင်မှုတွေမှာတရားမဝင်ကြောင်းဥရောပသမဂ္ဂပါလီမန်ကကြေညာတယ်ရွေးကောက်ပွဲကဆရာနာသိမ့်မှုကိုတရားဝင်မှုဖန်တီးရဆရာနာရွှေဖွဲ့လက်ပြမှုကိုပေါ်ပြနေကြောင်းပြည်ပြည်ဆိုင်ရာတရားဝင်မှုအနာကို ပြန်လဲယူဆောင်ရတဲ့တရားဝင်ယူကောက်ခံရတာဆရာကိုပြန်လဲထူထားလိုအပ်ကြောင်းထို့ကြောင့်စစ်တပ်တရားမှုယူကောက်ဖွဲ့ကိုပေးချကြောင်းဥရောပသမဂ္ဂပါလီမန်ကဆိုတယ်။နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုတွေထင်ရှားစွာကျွလွန်နေတဲ့နိုင်ငံရေးပါတီမပေါင်းတင်ခြင်းဥဒင်းနဲ့မျိုးစုံသောရွှေကောက်ပွဲဆိုင်ရာဥပဒေကိုပြစ်တင်လျှောက်ချလိုက်ပြီးပြန်လဲရုပ်သေးဥရောပသမဂ္ဂကတောင်းဆိုပါတယ်။ ရင်းမြင့်သမရဝင်မြင့်တဲ့နိုင်ငံတော်ဤတိုင်းမကပေါ်ကိုဒေါ်ဆန်းစုကြည်ပါဝင်မတရားဆွဲဆိုထားတဲ့သူမဟုတ်နိုင်ငံရွေချက်နဲ့ဆွဲဆိုထားတဲ့ဆွဆွဲချက်တွေနဲ့အကျဉ်းကျခံတဲ့ရွေးကောက်ခံအရာရှိတဲ့ခေါင်းဆောင်တွေအလုံးကိုချက်ချင်းနဲ့အချင်းဒီမရှိပဲလွတ်ပေးရန်တောင်းဆိုပါတယ်ရွေးကောက်ဝင်ခေါင်းဆောင်နိုင်ငံတွေကိုတရားဝင်မှုပန်းတရားဆီယနာရွှေဘွဲလက်ပြောင်းကိုပေါ်ပြနေကြ BB ဆိုင်ရာတရားဝင်မဟာနာကိုပြန်လည်ယူဆောင်နေတဲ့တရားဝင်ရွေးကောက်ခံရတာဆိုရာကိုပြန်လည်ထူထောင်လိုအပ်ကြောင်းထို့ကြောင့်စစ်တပ်တရားမှုရွေးကောက်ဖွဲ့ကိုပယ်ချကြောင်းဥရောပသမဂ္ဂပါလီမန်ကဆိုရင် နိုင်ငံရေးနဲ့လူမှုရေးဖိနှိပ်မှုများစွာတင်ရှားစွာကျွန်းလွန်တဲ့နိုင်ငံရေးပါတီမှပေါင်းတင်ခြင်းဥပဒေနဲ့မျိုးစုံသောရွေးကောက်ပွဲဆိုင်ရာဥပဒေကိုပြစ်တင်ရှောင်ချလိုက်ပြီးပြန်လည်ရုပ်သိမ်းရန်ဥရောပသမဂ္ဂကတောင်းဆိုရင်ရင်းပြင်သမရအဝင်မြင်တဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပါဝင်မတရားဆွဲဆိုထားတဲ့သူမုံနိုင်ငံရေးရွယ်ချက်နဲ့ဆွဲဆိုထားတဲ့ဆွဆွဲချက်တွေနဲ့အကျဉ်းကျခံတဲ့ရွေးကောက်ခံရရှိတဲ့ခေါင်းဆောင်တွေအလုံးကိုချက်ချင်းနဲ့အခြေအနေမရှိပဲလှုပ်ပေးရန်တောင်းဆိုရင်ဥရောပသမဂ္ဂအနေဖြင့်တရားဝင်ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်တဲ့မြို့သားညီညွတ်ရေးဆိုရအန်ယူဂျင်နဲ့၎င်းတို့ကိုထောက်ခံတဲ့ပြောင်စွလွတ်တော်ကိုစားပြုကော်မတီဖွဲ့တော်ကိုတိမပြုထားကြောင်းထပ်လောင်းကြေညာလိုက်ပါတယ်။အကြံဖတ်မှုမှာကျူးလွန်သူတွေကိုတရားဥပဒေအရစစ်ဆေးရေးယူနိုင်တဲ့အတွက်စစ်တပ်နဲ့ကျူးလွန်တဲ့ကြီးလေးတဲ့ချူပေါင်းမှုအလုံးကိုလွတ်လပ်သောခိုင်မာတဲ့ပွင့်လင်းမြင်သာရေးစုံစမ်းစစ်ဆေးမှုတွေပြုလိုက်တောင်းဆိုကြောင်းဆရာနာရှိဖွဲ့မြန်မာပြည်သူတွေပေါ်ဆက်လက်ကျူးလွန်နေတဲ့အကြံဖတ်မှုတွေနဲ့ဆုံးလိုက်ပြောင်းနိုင်နေရာပြောင်းရွှေ့နေထိုင်မှုတွေကိုပြစ်တင်ရောက်ကြကြောင်းရောပါသမဂါကကြေညာပါတယ်။ ဆက်လက်ပြီးတော့စစ်တပ်ပုံမှန်ငန်းငါကကြီးနဲ့လူငယ်တက်တာခွင့်မှာနိုင်ငံရေးကျင်းသားအနေငယ်သာလွတ်မြောက်ပြီးနိုင်ငံရေးကျင်းသား2000ကျော်ဖမ်းဆီးခံရစဉ်ကြက်ဘတ်စစ်တပ်ရဲ့ပုံမှန်ငါးငါးကကြီးလူငယ်တတအခွင့်မှာနိုင်ငံရေးကျင်းသားနိုင်ငံသားလူမျိုးလာပြီးနိုင်ငံတော်ရှိကျင်းထောင်နေမှာနိုင်ငံရေးကျင်းသား2000ကျော်ဖန်စီခန္ဓာဆဲဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးကျင်းသားများကွန်ရက်မှာပေါ်ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောတယ် နွေမာ26ရက်နေ့ဂျပန်စစ်တပ်ကနိုင်ငံတော်ကြီးညိုပြတ်စင်မှုပုံမှန်55ကကြီးနဲ့ဖြစ်တန်ကြခံနေတဲ့နိုင်ငံရေးကျင်းသား924ကိုလွန်ငင်ခွင့်ပုံမှန်55ကကြီးနဲ့မှုတွေချမှုတွေရှိနေတဲ့အကျဉ်းသား2360တဦးကပြစ်တန်ရှော့ပေါ်ခွင့်ပေးကမှုရင်ဆိုင်ဆဲနဲ့ထွက်ပြေးတိမ်းရှောင်သူ9080ကိုအမှုပိတ်သိမ်းပေးကြောင်းသိခဲ့ရပါတယ်။ နိုင်ငံချင်းသားတွေပြန်လွတ်တယ်ဆိုတာတစားကန်ချိုးကိုနိုင်ငံရေးခုတုံးလို့ဖို့ပြန်လွတ်တယ်ဆိုတဲ့အခြေအနေလို့မြင်တယ်။ကျင်းတော်နေတဲ့ကသမရာကြီးဦးဝင်းမြင်းနဲ့တောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးချင်းသား2000ကျော်တစားကန်ဖြစ်ဆက်လက်ဖန်စီကဏ္ဍအစဉ်မှုအမြန်ဆုံးပြန်လည်လွတ်ပေးဖို့ပြောကြတဲ့ OBPN နဲ့မဘူဦးဆောင်ကော်မတီဝင်ကိုတိုင်တုံးကပြောတယ်။မန်လေးဦးဖို့ကျင်းထောင်မှာ905ကကြီးပုံမှန်ကပ်ပြောဖန်စီကဏ္ဍသူတထောင်ကျော်ရှိနေတော့လဲလူငယ်မှာပြန်လဲလွတ်သားသူနိုင်ငံရေးချင်းသားအမျိုးသား165ဦးနဲ့အမျိုးသမီး69ဦးစုစုပေါင်း 132ဦးသာလွတ်မြောက်လာခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံရေးကျင်းပမြတ်ကွန်ရက်မှာဗဟိုးဆောင်ကော်မတီဝင်ကိုတိုင်တုံးကပြောတယ်။နိုဝင်ဘာလ29ရက်နေ့မှာဂျန်ဖန်စစ်တပ်ကလူငိမ့်သက်တာကွန်ရက်ဆိုကလွတ်ပေးခဲ့ရမှာဥပဒေကနေနိုင်ငံရေးကျင်းပတထောင်ကျော်ရှိတော့လဲ132ဦးသာပြန်လွတ်ပေးခြင်းဖြစ်ပါတယ်။နောက်ရှိ ဝန်ဘုံထောင်မှနိုင်ငံရေးအကျဉ်းသား၈၀၀ကျော်ကြန့်ရှိနေဆက်ဖြစ်ကြောင်းသိရတယ်။အလာတူအင်းစိန်ထောင်ကလည်းပုံမှန်95ကကြင်နဲ့နိုင်ငံရေးအကျဉ်းသားတချို့ပြန်လည်လျှောက်ခဲ့ပြီးအလတ်ဒီပြန်ကြိုက်တောင်ကန်ဦးစီတို့တက်ကြလုံရှာသူလူငယ်ကိုဖိုးသားပါဝင်နိုင်ငံရေးအကျဉ်းသားတချို့ယမန်နေ့ပြန်လည်လျှောက်လာခဲ့ပြီးဆွတ်ဆူပါလျှောက်သူအကျဉ်းသားအင်းစိန်ထောင်မှ190နောင်ရှိကြောင်းသိရပါတယ်။မြန်မာနိုင်ငံလုံးရှိအကျဉ်းသားတည်တည်မှာနိုင်ငံရေးအကျဉ်းသား၂000ကျော်မှာအကြက်ဖက်စစ်တပ်မတရားဖန်ဆင်း ထောင်ချခြင်းကဏ္ဍအစဉ်ဖြစ်ပြီးနိုင်ငံတော်ဤတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပါဝင်သမ္မတကြီးဝင်းမြင့်တို့မှမတရားဖမ်းဆီးကဏ္ဍအစဉ်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်နိုင်ငံကျင်းသားများကိုရဲမှဘဟုဥဆောင်ကော်မတီကတရင်ထုတ်ပြန်ပါတယ်။ဆက်လက်ပြီးစင်ကူးမြွနယ်ရှိစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့အဖုံကြီးချောင်းပါဝင်ကျေးရွာ300ခုစစ်တပ်ကလည်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူခုနှစ်ဦးသေဆုံးမန္တလေးတိုင်းစင်ကူးမြွနယ်ရှိစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုံကြီးချောင်းပါဝင်ကျေးရွာ300ခုစစ်တပ်ကလည်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူခုနှစ်ဦးသေဆုံးကြောင်းစင်ကူးမြွနယ်ဘက်ကဖာတရင်တောင်အကန့်ကိုတမ်းမီကပြောတယ် နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းမှာစင်ကုမြို့နယ်မှာစစ်ဘေးရှောင်ပြည်သူနေထိုင်တဲ့ဝါရုံကုန်းချေရဖုန်ကြီးကြောင့်မိတိလာလေးတဲကတက်လာကြက်ဖက်စစ်တဲကြက်ဖိုက်တာကလေကြောက်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်ဆက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေစစ်ဘေးရှောင်ပြည်သူငောင်းအသေးဆုံးက၁၀ဦးထိခိုက်ဒဏ်ရာရှိပြီးဒဏ်ရာရှိသူများထဲမှာပြင်းထန်ဒဏ်ရာရှိသူတွေပေါင်းရသိရတယ်။ယင်းနေ့ညနေ4:30မိနစ်ကျော်မှလည်းကြမ်းဖက်ဆက်တဲ့ဟာမိတီလာလေးတဲကတက်လာတဲ့ဂျက်ဖိုင်တာနဲ့စီကစင်ကူးမြွနဲ့ပင်လယ်ကြီးရရှောက်ပင်ရွာနဲ့ပြင်းပင်ရွာတို့ကိုထမဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်စစ်ဘေးရှောင်ပြည်သူ၂ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်။အဲဒီဖုန်ကြီးကျောင်းမှာကစစ်ဘေးရှောင်နေနေတိုင်းနာပြီးတော့အိုင်းနေကဥပုံနေဆိုဖုန်ကြီးကျောင်းမှာတင်နာပေးနေတဲ့အချိန်မှာလေးကျောင်းနဲ့ဖုန်ကျဲတိုက်ခိုက်တော့ထိခိုက်များတယ်။ ။နိုင်နေညနေပိုင်းမှာလည်းစစ်ခိုးရဲကြားသွားကိုစက်တိုက်ကျဲသွားလို့စင်ကုမြွနယ်ပကဖတရင်တောင်ခံကိုတမဏီကပြောတယ်။အလားတူနိုဝင်ဘာလ9ရက်နေ့စနေရနေ့ကလည်းဂျပန်စစ်တပ်ကစစ်ပေးဆောင်ပြည်သွင်းနေတိုင်းနဲ့စင်ကုမြွနယ်မာလေးယာစာတင်ကြောင်နဲ့ရွှေပြည်ကျင်းအားရှိစာတင်ကြောင်ကိုလင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူကိုယ်ဦးတည်ဆောင်ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။ဆလဘေးတောင်းနှင်းချင်းမြို့နယ်ဘဝကဒေသရာအပေါ်မှာလက်နက်ခဲတင်ဆောင်လိုက်စစ်ကားတစ်စီးတိမ်မပောက်ခွဲကစစ်သား၅ဦးတေဆုံးမကွေးတိုင်းတောင်းနှင်းချင်းမြို့နယ် ဝကတ်ဒေသရာပေါ်မှာလက်နက်ခဲယမ်းနေတင်ဆောင်လိုက်စစ်ကားတစီတိမ်မှပြီးပောက်ကွဲမှုဖြစ်ပွားကစစ်သားငောက်တီဆုံးခဲ့ကြောင်းပုံနာဝရီတပွဲမှတောင်းရှိသူကပြောတယ်။နိုဝင်ဘာ29ရက်နေ့မိုးလယ်3:30မိနစ်ချိန်တောင်တွင်းချင်းမြို့နယ်ဝကတ်ဒေကြီးအရွှေဘတ်ရှိဝကတ်ဒေသရာပေါ်မှာကွာတင်လာတဲ့ကားနဲ့လက်နက်ခဲတင်ဆောင်လိုက်စစ်ကားတစီတို့ရင်တိုက်မှုဖြစ်ပွားကစစ်ကားတိမ်မောက်ခဲ့ကြောင်းသိရတယ်။ထို့သူတိမ်မောက်သွားပြီးနောက်ကနာကြမှာစစ်ကားပေါ်တင်လာတဲ့လက်နက်ခဲရဲ့ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးကားပေါ်လိုက်ပါလိုက်စစ်သားငောက်တီဆုံးက9ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ပောက်ကွဲမှုတွေပြင်းထန်တရားရရှိခဲ့တဲ့စစ်သား9ဦးကို project တိုက်နဲ့ဇယုံကိုပို့ဆောင်တာကရေပေါ်ကိုသာနေရပြီးတရားချင်းနဲ့အလွန်ပြင်းထန်တာကြောင့်တိဆုံးနိုင်ကြောင်းသိရတယ်။တောင်နေချင်းမြို့နယ်ထဲကဝက်ကက်သေးတရားပေါ်မှာလက်နက်ကန်တင်ဆောင်လိုက်စစ်ခွေးကားနဲ့အဝါတင်လိုက်ကားတိုင်မီယာလို့သိရတယ်။စစ်ခွေးကားကရှစ်ဘေးကျွတ်ထွက်ပြီးတော့တိမ်မောက်သွားတယ်။အဲ့လိုတိမ်မောက်ပြီးလက်နက်ကန်တွေပေါက်ကွဲရကားပေါ်လိုက်ပါလာတယ်။ ခြေခွေးငါးကောင်လည်းတည်ဆုံနဲ့ခုနှစ်ကောင်ကတော့ project တိုက်နေစေုံမှာရေးပေါ်ကုသနေရပါတယ်အဆိုပါလည်းနဲ့ခန်းတင်ဆောင်လိုက်အကကတနအိခန့်ကြာဇက်တိုက်ပေါကုံဖြစ်ပွားခဲ့ခြင်းကြောင့်စစ်သားငါးတည်ဆုံခဲ့ခြင်းပဲဖြစ်ပါတယ်နားဆင်အားပေးကြတဲ့အတွက်တူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်